ကျွန်တော်တို့အကုန်လုံးကဒီအမှုပညာတငယ်ချင်းပေါ်တာတွေကအကုန်လုံးကကုထူးလိုပဲခေါ်ကြတာ哦ဆိုတော့ Google V ရအောင်ပြောသေးတယ်မင်းနဲ့တစ်ထူးဆိုရင်မင်းမဖြစ်ဘူးထင်တယ်တော့တယ်ဆိုတော့အဲ့လိုပြောခဲ့သေးတယ်ဆက်ဆက်ပဲပုံရင်းတွေသာကရှင်ခွင်ကျေခုကြတော့အဲ့တော့အဲ့တော့ကျွန်တော်လက်ဖက်ရည်ဆိုင် case ဆိုတော့ခွေလေးတွေလိုက်ပေးကြတာလိုက်ပေးကြခါကျတော့ဟိုဆိုင်ယူသွားလဲကျွန်တော်ခွေလေးပေါ့ဖွင့်ပေးပါအောင်ဘာညာပေါ့အဲဒီလိုလေးတွေပြီးပြီးနေအဲဆိုင်ဆိုင်ရောက်တဲ့ချိန်ကျတော့ ညောင်ညောင်လေးမင်းစခွေကြီးကဘာတခြင်းနဲ့လည်းမသိဘူးွာဟာဘာဖြစ်တော့လုံးလို့သွားလဲကြည့်တဲ့ခါကျတော့အဲ့ခွေထဲမှာတစ်ထူးဘာရေမဟုတ်ပါဘူးဆိုပြီးတော့မွန်တခြင်းတွေထွက်တယ်ရန်နာမြိုင်ရန်နာမြိုင်နဲ့မှာကျွန်တော်ကျွန်တော်စိတ်တက်ယူရင်းသွားတယ်ရောဆောင်ကလေးနေတန်းလေးပါလွမ်းနေရရှိဝိုင်းအဲ့ဒါကျွန်တော်ပြောပြအောင်မယ်အဲ့မှာဖွင့်ကန်ဒီကျွန်တော်ခွေလေးကိုကျွန်တော်ကိုလေးကိုတော့ကျွန်တော်ပေးနှားထောင်တာအဲကိုလေးကကျွန်တော်ကအေးဘာကွာတဲ့မင်းဘေးကဖြတ်မာတယ်တဲ့ ောကိုချောင်ဟင်းကနေရန်သာမြိုင်နေလို့ဇော်ပိုင်နဲ့ပြောထားတာကိုကြီးလို့ဟာကိုကိုလေးကပြောသွားတယ်မင်းတေချာတော့စဉ်းစားနေဟဲ့အောင်နေဘုံပြောသွားတယ်ကျွန်တော်လောပဲဤဆိုင်မှာအော်ကျွန်တော်နာမည်ရင်းကတထူးမောင်တထူးမောင်ဆိုတော့ကျွန်တော်ကအဲကျွန်တော်အကုန်လုံးကဒီအနုပညာတငယ်ချင်းဗောဓာတွေကအကုန်လုံးကကုထူးလို့ပဲခေါ်ကြတာ哦ကုထူးလို့ပဲအကုန်ဝိုင်းခေါ်ကြတော့ကျွန်တော်အဲထူးဆိုတဲ့သလုံးကိုယူပြီးတော့ကျွန်တော်က စလုပ်မဲ့အစ်စ်ဖြစ်တယ်ဆိုတော့တစ်ထူးဆိုပြီးတော့ကျွန်တော်ကပေးဖြစ်တာပေါ့အဲဒါကျွန်တော်ဒီတောင်ကြီးသားဖွဲ့ရင်းနဲ့ကျွန်တော်စုံတော့ကိုပူပူတို့ကိုကျွန်တော် ပြောပြတာအဲကျွန်တော်လည်းမတစ်ထူးပေးမယ်ဗျာလို့ဆိုတော့ကိုပူပူကြီးအောင်ပြောသေးတယ်မင်းနဲ့တစ်ထူးဆိုရင်မင်းမဖြစ်ဘူးထင်တယ်တော့တယ်ဆိုတော့အဲ့လိုပြောခဲ့သေးတယ်အဲကျွန်တော်အဲ့ဒီပေါ့နော်ကျွန်တော်ပထမဆုံးကကျွန်တော်အတီးဝါဒနာပြပါတာကျွန်တော်ဂီတာလေဂီတာပလေယာဖြစ်စင်တာအဲ့မှာကျွန်တော်ဟိုဆရာချစ်နဲ့ ကျွန်တော်ချိတ်ဆက်မိပြီးတော့အဲ့ဒီမှာသူရှိတဲ့ပညာသင်ရင်သင်ရင်လည်းကျွန်တော်တီးတာမလိုက်နိုင်ဘူးမလိုက်နိုင်တာနဲ့ကျွန်တော်အမှုပညာလည်းဆက်လုပ်မယ်ပေါ့ဆိုပြီးတော့ကျွန်တော်အစူဘက်ကိုကျွန်တော်ရောက်သွားတာအဲ့ဒီမှာ PTA စဘာတင်လို့ဘာလို့ထွက်အဲ့ဒီအဲ့ဒီလောက်ရှိမှာပေါ့နော်အဲ့ဒီမှာစပြီးတော့ PTA ဆိုတော့စဖြစ်တဲ့အချိန်မှာကျွန်တော်အဲ့ဒီမှာ Xstudio ရောက်ခဲ့တာပေါ့ဘလောက်တော့ဖြစ်လာလဲဆိုရင်နောက်ပိုင်းဟို Judy စားစိတ်ဘာညာဆိုတော့ကျွန်တော်တို့ကျွန်တော်ဘာလို့မလုပ်ဝေးဘူးဗျာ မယူတော့အဲ့လိုကိုဖြစ်ခဲ့တာကျွန်တော်အဲ့မှာအဲကျွန်တော်ဆက်လုပ်ဖြစ်ခဲ့တာပေါ့ကွာအဲ့မှာဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းပေါ့တပုတ်သီးလိုက်အဲကိုချစ်ကိုချစ်ကနဲ့အဲကိုချစ်ကပဲတီးပြီးအဲသူပဲလုပ်ပြီးတာပေါ့အဲ့တော့တိတ်တူတူတော့မဖြစ်ပါဘူးအဲ့ဒါတော့ဘယ်လိုပြောရမလဲကိုချစ်ကလည်းသူကိုယ်တိုင်တီးပြီးတာပေါ့နော်သူတီးပြီးတာလည်းအဲသူတီးပြီးတဲ့ arrangement ပေါ်ပဲကျွန်တော်တို့ဒီလိုပဲသွားကြတာပါပဲအဲ့ဒါတော့ဟုတ်ကိုဟင်းနဲ့ပထမဆုံးရေးပြတဲ့သင်းပေါ့ကိုဟင်း ကိုဟင်းကကျွန်တော်ဟွာပါပဲဘယ်လိုဘယ်လိုပြောမလဲအဆက်ဆက်ရအောင်အကြံပေးအဲ့တခွေလုံးပါပါအကြံအကြံပေးပါပြီအကုန်လုံးသူပဲသူပဲလုတ်ခဲ့ပြီးတာအဆက်ဆက်ရပုံရင်းတွေသာကရှင်ခွင်ကျေကျွန်တော်ကအဲ့ဒီမှာကျွန်တော်ဒီလုတ်တော့ကျွန်တော်ပထမဆုံးအချင်းစူးစမ်းတဲ့အချိန်မှာကျွန်တော်ဆိုလိုခွေမဖြစ်ဘူးမလုတ်သေးဘူးဗျာကျွန်တော်ကဘာဘာနဲ့လုတ်လဲဆိုတော့အဲ့ဆုကရီးဒီပြိုင်ပွဲမှာအဲ့မွန်ကမေပညာထောဆိုတာရှိတယ်မေပညာထောနဲ့ကျွန်တော်ပထမလုတ်ဖို့လုတ်တာ လုတ်ပြင်းနေမင်းမင်းသားတို့ကလည်းသူ့အိမ်ကပြန်ခေါ်တာဗာညာပေါ့နော်အဲ့ဒါနဲ့တူတူမလုတ်ဖြစ်ကြတော့မလုတ်ဖြစ်ကြတော့ပဲနဲ့သူကလည်းသူ့အန်သူမုံစချင်းလုတ်တော့မယ်ပေါ့မုံစီလုတ်တော့မယ်ဆိုသူထွက်ချင်မှာကျွန်တော်အဲ့အိမ်မှာတကူတော့ကိုယ့်ဟန်ကိုလုတ်ဖို့ဆိုပြီးကိုကျွန်တော်လုတ်လိုက်တာဟိုဖြစ်ပြောပြမယ်ရေဆက်ကိုပြောပြတာပါအခုကျတော့အဲ့အဲ့တော့ကကျွန်တော်လက်ဖက်ရည်ဆိုင်ခိဆိုတော့ခွေလေးတွေလိုက်ပေးကြတာလိုက်ပေးကြခါကျတော့ဟိုဆိုင်ယူသွားလဲကျွန်တော်ခွေလေးကိုပေါ့ဖွင့်ပေးပါအောင်ဗာညာပေါ့အဲဒီလိုလေးတွေပြီးပြီးနေအဲဆိုင်ဆိုင်ရောက်တဲ့ချိန်ကျတော့ညောင်းနေမင်းခွေကြီးကဘာသချင်းနေလဲမသိဘူးပါ ဘာဖြစ်လို့လုံးလို့သွားလဲကြည့်တဲ့ခါကျတော့အဲ့ခွေထဲမှာတစ်ထူးဘာရေမဟုတ်ပါဘူးဆိုပြီးတော့မွန်တချင်းတွေထွက်နေအဲစစ်တပ်တို့ကြာသွားတာကျွန်တော်ကျွန်တော်အဲ့ရန်နာမြိုင်ရန်နာမြိုင်နဲ့မှာကျွန်တော်ကျွန်တော်စစ်တပ်ယူရင်းသွားတယ်အခုကကျွန်တော်ပြပြမယ်ဒီစပြီးတော့ဒီစတူဒီယိုကိစ္စတီးကြီးဆရာတီးကြီးဆရာဆိုလို့ရှိရင်လည်းကိုရေကျွန်တော်ပြပြမယ်ကိုမြို့ကိုကိုမြို့ကြီးဆိုလို့ရှိရင်လည်းအရန်သဘောကောင်းတာဗျာသူသူတချင်းအဲ့ဒီတော့ကသူပေါက်သေးသူယူနေတဲ့ဈေးထက်ကိုကျွန်တော်ချော့ယူပေးတယ်ကိုရေဖြူကြီးကိုရေဖြူကြီးဆိုလေကျွန်တော် အလကားနှီးပါလုပ်ပေးတာကိုငဲ့အလကားရေးပေးတာအဲကိုငဲ့ကဟိုဟာဘယ်လိုပြောမလဲအဲ့မှာသူသုံးစံလိုက်သူကဟိုယူတာများနေကိုငဲ့ကြီးကလည်းအဲ့ဒါနဲ့ဟိုဟာဖြစ်တော့ကိုဇလက်ကြီးကိုဇလက်ကြီးဆိုလဲ free ပြားခဲ့ကိုစဉ်းစားကြည့်ဦး IC IC ဆိုလို့ရှိရင်လေ IC ကကိုချစ်ကြီးကဥဆောင်ရဲ့ခါကြတော့လုံးဝသူများအခွေထက်ကိုကျွန်တော်သူ့ကိုလုတ်ပေးတာကျွန်တော်ဒီဘောနော်ဟိုနေရဆိုတော့အစစစအစင်ပြေလာပြီးတော့အဲ့ဒါကျွန်တော်ပြောပြအောင်မယ်အဲ့မှာဖွင့်ခံဒီကျွန်တော်ခွေလေးကိုကျွန်တော် ကိုလေးကိုတော့ကျွန်တော်ပေးနှားထောင်တာကိုလေးတို့ကျွန်တော်အဲ့ဒါကျွန်တော်ဒါတော့ပြီးသွားပြီလို့ကိုလေးကတော့နှားထောင်တယ်ဒါပေမဲ့အဲကိုလေးကသင်နာပြီအေးဘာကွာတဲ့မင်းဘေးကဖြတ်မှာတဲ့ကိုချန်ဟင်းကလည်းရန်တမ်းမြန်နေလို့ဇောပိုင်းနဲ့ပြောထားတာကိုကြီးလို့ကကိုကိုလေးကပြောသွားတယ်မင်းတေချာတော့စဉ်းစားနေရအောင်လေတော့ပြောသွားတယ်ကျွန်တော်လောပဲဤဆိုင်မှာနာဆောင်ကလေးနေတန်းလေးပါလွမ်းနေရရှိဝိုင်းဒီလမ်းမှာမြင်ရဆိုင်နေချိန်တာအဲ့ ဲ့လိုတော့ပြောရအားရင်ပြင်းပြေသင်းလေးတွေဆိုခောက်လိုက်တယ်ဒီလောက်ပဲရှိပါတော့တယ်ကျွန်တော်ဒီကောင်ကိုစီးပွားရေးမှာဟိုလုံးနေချာလေးလိုက်နေတာလေဟိုအဲ့လိုဖြစ်ပေါ်တိုင်းနဲ့တော့မတွေ့ဖြစ်တာကြာပါပြီ